မိန်ခွန်းတဲကပူတင်ရဲ့စိတ်ရင်ကျွန်တော်တို့မစ္စတာပူတင်ရဲ့မိန်ခွန်းကိုလစ်လာရင်ဘာဆက်ဖြစ်မလဲတွက်ဆကြည့်ကြပါစို့ဗျာနေတဲ့အနေနဲ့ရုရှားသည်မြန်မာလွတ်လပ်ရေးစတင်ရရှိပြီးနောက်ကမ္ဘာပေါ်မှာမြန်မာနိုင်ငံအားပထမဆုံးအတိမတ်ပြုခဲ့ကြောင်းနေတန်းရှိခဲ့ပါတယ်ခေတ်အဆက်ဆက်နှောင်ကျိုးမဲ့အကူအညီများအဖြစ်ပညာရေးကျန်းမာရေးကဏ္ဍဆက်မှုစည်းဝါးကဏ္ဍတွေမှာပညာရှင်များပါဆေလွတ်ကူညီပေးခဲ့ကြောင်းဆက်ပြောပါတယ်ယခုဆိုရင်ကုံတွယ်မှုယင်းနှိမ့်မြက်လုပ်ငန်းတွေဟာမနစ်ကထက်၄၀တိုးတက်လာကြောင်း ကုံတွယ်မှုအားအပြန်လန်တိုးတက်မှုအတွက်မြန်မာထုတ်ကုန်တွေကိုတိုးတက်ဝယ်ယူပေးမယ်လို့ဆိုပါတယ်။ချင်းငွေနဲ့ဗန္ဒာယီကဏ္ဍအတွက်လည်းပူးပေါင်းဆောင်ရွက်ဖို့ကတိထက်ပြုပါတယ်။ပေါ့ပေါ့လေးတွေးရမယ်ကိစ္စမဟုတ်ပါဘူး။ငွေကြေးနဲ့ပတ်သက်လာရင်စိတ်မပူနဲ့စောသားစော်လို့ပူတင်ကကတိပြုလာပါကဘာပတ်ခွက်ခေါက်နေရပြီးလက်တလုံးခွက်ပြောက်နေတဲ့ရန်သူတွေအတွက်တော့မျက်ရည်အဆက်ပေါင်းအနံ့တော့ပေါ့ဗျာ။စွန့်ရင်ကဏ္ဍကိုတော့အထူးပြုပြောသွားပါတယ်။တူတူပြောရရင်ရနိုင်မယ်။ အရင်မြစ်တွေက ထုတ်ယူဖို့ကူညီမယ်မဟာဗျူဟာမြောက်အဆင့်ပူပေါင်းကူညီမယ်ဆိုတာကလေးစကားမဟုတ်ပါဘူးဤပညာနဲ့ငွေကြေးကဏ္ဍထိကူညီမယ်လို့ဆိုလိုပါတယ်အသေးစားနျူကလ িয়ার ဆက်ရုံတိစောက်မယ်ဆိုတာကလည်းအေးအေးလို့အဖွဲ့တွေဝန်တော့မရအောင် စီမံတာလို့ယူဆပါတယ်အသေးစားစမဆိုတာတစ်ဆက်အကာဝပြကနေ၃ရမက်ကာဝပြထိအကျုံးဝင်ပါတယ်မြန်မာအတွက်တရမက်ကာဝပြကနေစမယ်လို့သတင်းထွက်နေပါတယ်တကယ်ထုတ်ရင်တစ်နှစ်မကြာခင်တိစောက်လို့ပြီးပါတယ် ဆက်ပြောတာက စောက်လုပ်ရေးလုပ်ငန်းအချို့တတ်သဘောတူထားပါပြီတဲ့တဝယ်ရည်နဲ့စိတ်ကန်းနဲ့ရေနံချက်ဆက်ယုံစီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်ကိုင်တွေပညာရက်တွေပါရလာပါမယ်တဲ့ဂျိုဒူးကရရှိမဲ့အချက်လက်တွေကိုလေ့လာနိုင်ဖို့စင်တာတစ်ခုတောင်ဖွဲ့စည်းပြီးပါပြီတဲ့ကဲဒါကတော့တန်ခင်းတမန်ခင်းစကားပေါ်ပြဂျိုဒူးကအချက်လက်တွေပေးဖို့တောင်အတင်းဖြစ်နေပါပြီလို့ဆိုလိုတာပါအာကာသနီးပညာတိုးတက်ပုံကိုမြမခေါင်ဆောင်ကြီးလေ့လာနိုင်ဖို့အလွန်လိုအပ်စွာလုံခြုံရေးတင်းကျပ်ထားပါတော့ အာကာသဘဟုဌာနတိပို့ဆောင်ပေးခဲ့ပါကြောင်းပြောပါရယ်။ရုရှားမှာလက်ရှိပညာသင်နေတဲ့မြန်မာသင်တန်းသား၃ရာရှိနေပြီးတင် जा ပြီးတဲ့အရေးအတွက်ကလည်း၁၀ထောင်ဝန်းကျင်ရှိနေပါပြီတဲ့ကျန်တာကတော့ယူကျေးမှုနဲ့ပတ်သက်တာဘာသာစကားနဲ့ပတ်သက်တာရုရှားအောင်ပွဲနေ့အတွက်ဖိတ်ကြားတာမြန်မာတပ်ဖွဲ့တစ်ဖွဲ့ပါရင်းပြင်းနီးချီတက်ပွဲကိုပူးပေါင်းပေးပါလို့တောင်းဆိုတာတွေပြောပါရယ်။ ဏီကုံချုပ်အနေနဲ့အရေးကြီးဆုံးဖြစ်တဲ့ရုရှားမြန်မာလုံခြုံရေးနယ်ပယ်အတွက်တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနဲ့အပိတ်စကားပြောသွားပါတယ်။အတိတ်ပါရကရဝနင်းလာတဲ့ဒီစကားရဲ့အတိတ်နဲ့ကတော့ပြည်ပတိုင်းပြည်များအနေနဲ့မြန်မာကိုမထီနဲ့မီးပွင့်သွားမယ်ဆိုတဲ့အထီးတာသွားလာကြောင်းဗဟုသုတများသူတွေသိကြပါတယ်။ဒါတွေကမစ္စတာဘူတင်ပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။ဒီမိန့်ခွန်းတွေကပူတင်ရဲ့မြန်မာပုံမှာထားရှိအပ်တဲ့စိတ်ထားတွေကိုမြင်တွေ့နိုင်ပါတယ်။ ဒီနေရာမှာနျူကလ িয়ার ဆက်ယုံကိစ္စကိုမိမိဘက်မှတောင်းဆိုတင်တာကိုအကြံပြုခြင်းပါတယ်ဆက်ယုံတည်ဆောက်နေတာတပိုင်းထားပြီးလက်တလောအရေးကြီးတဲ့ဆက်မှုထုတ်ကုန်များအတွက် မော်တော်ယုတ်ပေါ်တင်နိုင်တဲ့အသေးစားနျူကလ িয়ার ထုတ်လုပ်ခြင်းကိုလည်းတောင်းဆိုနိုင်ရင်ကောင်းပါလိမ့်မယ်။အရေးကြီးတဲ့ဆက်မှုစုံတွေမှာအဆိုပါနျူထုတ်ကားတွေနဲ့လျှက်စစ်ထုတ်ဝေဖြန့်ချီမယ်ဆိုရင်လုံခြုံရေးအရာလည်းအင်မတန်အားသာချက်ရှိပါမယ်။မိုင်းယာထောင်ချီတွေ့တန်းထားရတဲ့ပင်မလျှက်စစ်တာဝါတိုင်းများမလိုအပ်တော့လို့အားသာချက်အများရှိပါတယ်။ ရုရှားတို့မတုံးတော့တဲ့ new swan in 3ရင်ငုတ်တဘောများရခဲ့ရင်တော့ရန်ကုန်လိုစီးပွားရေးမြို့တော်အတွက်လျှက်စစ်ပူစရာမလိုအောင်ကိုဖြစ်ရမယ့်အနေအထားရှိပါတယ်တောင်းဆိုကြည့်တင်တယ်လို့အကြံပြုလိုက်ရပါတယ်ကိုရွှေမျိုးဝင်း